မြမအတာတကြံကိုအလေးနဲ့ထားပြီးတော့ဖော်ကျူးထားတဲ့သဲစုငင်းရဲ့ TikTok ဗီဒီယိုတစ်ပုဒ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Celebrity ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ သဲစုငိမ့်ကိုတော့မြန်မာပြည်ရပရိသတ်တွေမသိရတဲ့သူမရှိတော့ပါဘူးရှင်။သဲစုငိမ့်ဟာအသက်ငငယ်ရွယ်နဲ့ Miss Grand မြန်မာမှာအစွမ်းကုန်ကြိုးစားအားထုတ်ပြီးတော့ရှင်ပြိုင်ခဲ့တာ Second Runner Up ရရှိခဲ့ပေမဲ့လည်းပွဲမှာကရက်တီထားခဲ့ပြီးတော့စုကိုမယူဘဲပြန်လည်အနင်းခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ကြိုးစားအားထုတ်မှုကိုတော့မြန်မာတိုင်းနိုင်ငံလုံးကပရိသတ်တွေကအသိအမှတ်ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။သဲစုငိမ့်ဟာငငယ်ရွယ်နဲ့အလမဲလောကထဲမှာအောင်မြင်မှုတရဖူကိုစုခူးနိုင်ခဲ့တယ်လို့ အခုဆိုရင်အနုပညာလောကဖြစ်တဲ့ရုပ်ရှင်ဇာတ်ကားတွေကိုလည်းရိုက်ကူးနေပြီဖြစ်ပါတယ်။2025ခုနှစ်ထဲမှာကိုသူမရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကိုရုံတင်ပြသတော့မယ်လို့လည်းသိရပါတယ်။တချို့တွေအတွက်ကတော့ရုပ်ရှင်ဇာတ်ကားရိုက်ပြီးတော့တဲ့အခါမှာကိုယ့်ရဲ့ဇာတ်ကားရုံတင်ပြသဖို့အတွက်အခက်အခဲတွေအများကြီးကြုံရပါတယ်။ရုံတင်ခွင့်ရဖို့အတွက်နှစ်ချီပြီးတော့ဆောင်းရတဲ့ဇာတ်ကားတွေလည်းရှိပါတယ်။ဒါပေမဲ့လို့သဲစုငင်းကတော့သူမရိုက်ကူးထားတဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကို သုံးလမပြည့်ခင်အချိန်အတွင်းမှာပဲရုံတင်ပြသကွင့်ရတော့မှာလည်းဖြစ်ပါတယ်။ဒေစုငယ်ရအတန်ငယ်ငယ်လေးနဲ့ Miss Loka မှာလည်းတော်တယ်လို့အနုပညာအရေးချင်းလဲခေသူမဟုတ်ဘူးဆိုတာသူမရဲ့ဇလန်းရိုက်ကူးတဲ့ဗီဒီယိုအတိုလေးတွေထွက်လာကလေးကအားလုံးအချီးကျူးပြီးသားလည်းဖြစ်ပါတယ်ရှင်။အခုလည်းဒေစုငယ်ရ TikTok မှာဗီဒီယိုလေးတစ်ပုဒ်နဲ့အတူမြမရိုးရအတာတကြံပွဲတော်အတွက်အလေးမြတ်ထားပြီးတော့ဖန်တီးလိုက်တာဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုလေးကလည်း TikTok မှာတရက်အတွင်းမှာကိုကြည့်ရှုသူ ွေကတကယ်ကိုများပြားလို့နေရလဲဖြစ်ပါတယ်။သဲဆူငိန်ကအဲ့ဒီဗီဒီယိုလေးမှာဆိုရင်တော့မြမတနက်ခါနဲ့မြမရင်ဘုံဗတောက်ပန်းလေးတွေနဲ့တကယ်ကိုရိုးရိုးရင်ရင်လေးဝတ်ဆင်ပြီးတော့အလားပြထားရလဲဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုကြည့်ရတဲ့သူတိုင်းကသဲဆူငိန်ရဲ့အလားကိုခံစားရသလိုမြမရိုးရအတာတကြံရဲ့အမွှေးအသက်တွေကိုလည်းခံစားရရှိစေတာပဲဖြစ်ပါတယ်ရှင်။တဲဆူငိန်ရဲ့ဒီ TikTok ဗီဒီယိုလေးမှာမိတ်ကပ်ပြင်ဆင်ပိုင်းကိုတော့မိတ်ကပ်ဆိုရာကပြင်ဆင်ပေးထားတာလည်းဖြစ် ်ပါတယ်။ Maker ဆိုတာကတော့မြန်မာနိုင်ငံရဲ့နာမည်ကြီး Maker ပညာရှင်တွေထဲမှာဆိုရင်တယောက်အပါဝင်လည်းဖြစ်ပါတယ်။သူကိုယ်တိုင်လည်း trend တွေမှာပါဝင်ပြီးတော့ Maker နဲ့ TikTok မှာ video လေးတင်တဲ့အခါလဲတကယ်ကိုနာမည်ကြီးတဲ့အမှုပညာရှင်တယောက်ပဲဖြစ်ပါတယ်။အခုလဲသဲစုငိမ့်ရဲ့မြမရိုးရအတာတကြံကိုပုံဖော်တဲ့ TikTok video လေးမှာဆိုရာပါဝင်ပြီးတော့လိမ့်ပြီးထားတာလေးကသဲစုငိမ့်ရဲ့အလှကိုပို့ပြီးတော့ပေါ်လွင်သွားစေတာပဲဖြစ်ပါတယ်။သဲစုငိမ့်ကမြမရိုးရအတာတကြံကို မြန်မာပြည်ပြည်သက်တွေလည်းအလေးထားအောင် နိုင်ငံတကာကကဘာပါသိအောင်လို့ TikTok လေးဆော့ပြီးတော့ခြားပြတဲ့အပေါ်မှာပြည်သက်တွေကလည်းဝမ်းသာကြည်တီးဖြစ်နေတာလည်းဖြစ်ပါတယ်ပြည်သက်တွေကအသေးစုံရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မြန်မာအငွေသက်တွေကိုလည်းခံစားရပြီးဝမ်းသာပီတိတွေဖြာနေရလည်းဖြစ်ပါတယ်ငငယ်ရွယ်နဲ့ကြိုးစားအားထုတ်နေတဲ့အသေးစုံအပေါ်ပြည်သက်ကြီးရဲ့အမြင်ကိုလည်း comment လေးထဲမှာရေးခဲ့ပေးပါဦးဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းတော်ဆယ်လီပြည်သက်တွေရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။